နောက်ဝါကီယာလေးတစ်ခုကဟာဇတ်အီမာမေအစမာအီရာမတူလာလိုက်တခင်နော်အီမာမေအစမာအီရာမတူလာလိုက်တခင်ကတရက်ဟက်စ်လုပ်ဖို့ဆိုပြီးတော့ထွက်လာဟက်စ်လုပ်ဖို့ဟက်စ်လုပ်ဖို့ထွက်လာတဲ့အချိန်လမ်းမှာနော်ဓမြနဲ့သွားပြီးတော့တွေ့ဒီတော့အဲ့ဒီဓမြကအီမာမေအစမာအီရဲ့အနာကိုရောက်လာရောက်လာပြီးတော့အီမာမေအစမာအီကိုပြောတယ်နော်မင်းပါလာတာအကုန်ထုတ်လိုက် နော်ဒီတော့အီမာမေအစမအီးကပြောတယ်ခင်ဗျာဘာသူလဲမင်းဘာသူလဲနောက်မှမေမေနော်လောလောဆယ်မင်းပါတာအကုန်လုံးထုတ်အီမာမေအစမအီးကပြောတယ်ကျွန်တော် hash လုပ်ဖို့သွားနေတာမင်း hash လုပ်ဖို့သွားတာငါသိတယ်အဲ့ဒီအတွက်လည်းပဲမင်းစီကဓမြတိုက်တာ hash လုပ်ဖို့သွားနေသူဆိုတော့ပတ်စံနေပစ္စည်းတွေပါမှာပဲငါသိလို့တိုက်နော်အီမမီအစမအီးကသူ့ကိုပြောတယ်ဘိုက်မလုံးနဲ့လေနော်ကျွန်တော်ဟာဂျီဟက်လုပ်ဖို့သွားနေတယ်လူပြောက်စီကခင်ဗျာဓမြတိုက်တာဘလောက်ကွန်းတာလဲဒီတော့ဓမြကပြောတယ်အဲ့ဒီတရားတွေဘာတွေနောက်မှာဟောလောလောဆယ်မင်းပါတာငါ့ကိုပေး နောက်ဆုံးအီမမေအစမအီရာမတူလာအလိုင်းပေးလိုက်တယ်သူ့ကိုပါဒီတော့ဓမ္မပြောတယ်နော်ငါကတော့မင်းကမင်းသူတော်တင်ပဲဖြစ်ဖြစ်ဟာဂျီပဲဖြစ်ဖြစ်ဟက်ရှ်လုတ်ပဲဝဲသွားသွားနော်ငါရဲ့ရိုစီကိုမင်းရဲ့အိတ်ထဲမှာအလာကရေးထားတာအဲ့ဒီတော့ငါဓမ္မတိုက်မှာစားရမှာတိုက်ပါပဲအဲ့ဒီတော့အီမမင်အစမအီရာမ်တူလာလေးတခင်ကပါရစ်ပီစီတော့အကုန်လုံးပေးလိုက်တယ်ဒါမဲ့ဓမ္မကိုပြောတယ်ခင်ရအောင်တရားတော့နည်းနည်းဟော တရားတော်နည်းနည်းဟောတော့ခင်ဗျားအခုနပြောလိုက်တဲ့စကားတခုငါရဲ့ရူစီကိုအလံမင်းရဲ့အိတ်ထဲမှာရေးထားတယ်ဆိုတာအဲ့စကားမှားတယ်နော်ခင်ဗျားရဲ့ရူစီကိုအလရှင်ခင်ဗျားကိုမဖန်ဆင်းခင်ကလေးကရေးထားပြီးသားနော်ခင်ဗျားကိုမဖန်ဆင်းခင်ကလေးကခင်ဗျားဒုနီယာမှာဘလို့စားရမလဲအလတ်တတ်မှတ်ထားပြီးသားအဲ့ဒါကိုခင်ဗျာခိုးပြီးပဲဆာဆာတရားတော်နည်းနဲ့ပဲဆာဆာဟာလာနည်းနဲ့ပဲဆာဆာဟာရမ်နည်းနဲ့ပဲဆာဆာစားရမှာကတလောက်ပဲ ခင်ဗျမထင်နဲ့ငါဓမြတိုက်ပြီးစားလို့အများကြီးစားနေရတာတမန်အာဇီဝနဲ့ရှာရင်နင်းဝမယ်မထင်နဲ့အလတ်သူတယောက်တော့ဒီလောက်သတ်မှတ်ထားတယ်ဆိုရင်အဲ့ဒီလောက်ကို तू ဘယ်နည်းနဲ့ပဲရှာရှာ तू အဲ့လောက်ပဲရမှာပဲဒိစာအတဲသူတော်သင်အပေါင်းတို့ခင်ဗျာဒီတော့တကူးကိုအင်မမေအစမအီနာစီယတ်လုပ်ပြီးအင်မမေအစမအီလည်းလက်ပြောင်းသွားလိုက်တယ်ဟက်မလုတော့စရိုက်ပြတ်သွားတယ်အဲ့ဒီလိုနဲ့နောက်တစ်နေ့အင်မမေအစမအီနော်ပတ်စံဒီပါးတွေစုပြီးဟက်ကိုပြန်လာတဲ့အချိန် ကာဘာကျောင်းတော်ရဲ့အရှိမတဝက်လေးရင်းနဲ့တဝက်ပြီးွားတဲ့အခါကျွန်တော်တို့သိကြတယ်မုလ်တဇမ်မှာဖတ်တွေ့ပြီးတော့ဒွာလုပ်ရပြီးတော့အီမမ်မီအစမာယီကမုလ်တဇမ်ကိုသွားကြင်ပြီးတော့ဒွာလုပ်မယ်လို့တော့အရှိမပဂရီအရှိကြီးနဲ့ပုဂ္ဂိုလ်တစ်ယောက်ကမူးယူပြီးတော့အလတ်စီမှာဒွာတောင်းအီမမီအစမာယီကအနောက်ကနေကြည်ပြီးဗာထင်သွားလေဒါတကိကြီးကျယ်တဲ့အလာဝါလာသူတို့စင်ပဲငါလည်းသူ့ရဲ့အနောက်ကနေသူတောင်းတာအားလုံးအာမင်လိုက်ဆိုရအောင် ဒီတော့ဟိုအရှိကလူကတောင်းနေတာရအလာတော့အလာရှင်မြတ်ကအင်မတန်ခွင့်လွတ်တတ်တဲ့အချင်းကျွန်တော်အလာစီမှာအခုတောင်းပန်လိုက်ပြီးအလာခွင့်လွတ်ပါတော့ကျွန်တော်ဟာဓမြတယောက်ပါတော့ကျွန်တော်ဓမြတိုက်ခဲ့တဲ့အဲ့ဒီကိစ္စအပေါ်မှာအလာစီမှာကျွန်တော်တောက်ပါလုလိုက်ပါပြီကျွန်တော်အခုသူတော်စီလိုအဝိစာဝစ်ပြီးတော့အလာရဲ့အရှိကိုရောက်လာတယ်လူတွေအားလုံးကျွန်တော်ကိုအမှန်တကယ်သူတော်စီလိုထိန်နိုင်တဲ့တောက်ဖိကအလာပေးပါဒီတူအားလုံးပြီးလက်ထွက်တော့အင်မမေအစမအင်းနဲ့မျက်နှာချင်းဆိုင်ပြီးစုံတာ ဆုံးတော့တယောက်နဲ့တယောက်ကအကြည့်တင်းဆုံပြီးငေးကြည့်မိတယ်ကြည့်မိတဲ့အခါအီမမ်မေအစပယ်ကြီးကမေးတယ်ခဲအကိုကျွန်တော်မြင်ဘူးသလိုပဲဓမြကလည်းပြောတယ်မင်းကိုလည်းငါမြင်ဘူးတဲ့နော်ဒါနဲ့ကျွန်တော်တို့နှစ်ယောက်ဘယ်မှာဆုံဘူးတာဓမြကတိသွားပြီနော်ဒါငါဖောက်တယ်တဲ့ကတယောက်ပဲဆိုတော့ဓမြကနော်အီမမ်မေအစပယ်ကြီးကိုတေချာစဉ်းစားနော်ခင်ရနဲ့ကျွန်တော်ဘယ်မှာဆုံဘူးလဲခင်ရတိလိုက်မယ်တေချာစဉ်းစားအီမမ်မေအစမကြီးကစဉ်းစားရင်စဉ်းစားရင်လည်းစဉ်းစားလို့မရဘူး ဓမြရပဲပြောလိုက်တယ်နော်မနစ်ကမင်း hash လာတယ်မှလားမင်းလက်ပြန်သွားတယ်မှလားမင်းဘာဖြစ်လို့လက်ပြန်သွားတာလဲနော်မင်းတို့ဓမြတယောက်တိုက်လိုက်အဲ့ဓမြငါပဲဟာအင်မမေအစမေးအောဝါပဲနော်ဓမြဘလို့ဖြစ်သွားတာလဲဒီနေ့ hash မှာခင်ဗျားကိုတွေးလိုက်ရတာလုံးဝသူတော်စင်လို့ဖြစ်ပြီးတော့အဲ့ဓမြကပြောတယ်နော်မင်းပြောခဲ့တဲ့ဇီစကားနော်အလ္လာဟ်က ငါ့ရဲ့ရူစီကိုမင်းရဲ့အိတ်ထဲမှာရေးထားတာမဟုတ်ဘူးအငါ့ရဲ့ရူစီကိုအလတ်သတ်မှတ်ထားပြီးသားငါဟာငါဟလာနီးနဲ့ရှာလဲဒလောက်ပဲစားရမှာဟရောင်နီးနဲ့ရှာလဲဒလောက်ပဲစားရမှာအဲ့ဒီစကားကိုငါတွေးရင်တွေးရင်တွေးရင်နဲ့ငါ့ကိုအလတ်ဟိဒါယက်ပေးလိုက်တယ်ငါဓမြတိုက်တာကိုစွန့်ပြီးတော့ငါဟလာနီးနဲ့ပဲရှာပြီးတော့စားတယ်အလန်ငါ့ကိုကျွေးတာလဲဒလောက်ပဲ လေးစားအတဲ့သူတို့တဲ့အပေါင်းတို့ခင်ဗျာကျွန်တော်တို့ထင်နေကြတာကငါကဟာရမ်အလုတ်လုပ်လို့ငါအတိုးနဲ့စီးပွားရေးလုပ်လို့ငါသိန်းတစ်ထောင်ဘလောက်လစဉ်မြတ်နေတာငါဟာလာနီးနဲ့တာရှာရင်တလား၁၀သိန်းလာမနေရှာရမယ်အဲ့ဒီလိုထင်နေတာမဟုတ်ဘူးတော့အလတ်ကျွန်တော်ကိုကျွန်တော်ရဲ့နစစ်ပါရေးထားပြီးသားနော်မင်းဘလို့စားရမယ်မင်းရဲ့တက်တန်းပါအဲ့ဒီစားရမယ်အတိုင်းဒါဘယ်နည်းနဲ့ပဲရှာကြကျွန်တော်စားရ နော်ဟာလန်နီးနဲ့ရှာတဲ့အချိန်မှတော့ကျွေးတဲ့အရှင်ကဟာလန်နီးနဲ့ရှာတဲ့အချိန်မှာဘာဖြစ်လို့ကျွန်တော်ကိုဆုံးရှုံးအောင်လုပ်မှာလဲအလတ်ကျွေးမှာပဲနော်ကျွန်တော်ဂုဏလုံနေတဲ့အချိန်မှတော့အလတ်ကျွန်တော်ကိုပေးထားတာဂုဏကနေလွတ်လိုက်လို့ကတော့အလတ်ကျွန်တော်ကိုပို့ဖို့ပေးဖို့ပဲရှိတော့အလတ်နဲ့နဲ့မှဆုံးရှုံးအောင်လုပ်မှာမဟုတ်ဘူးလေးစား